ဘဲလီအခမဲ့စီးလို့ရပြီးရောအရန်လာတဲ့ sky wall လည်းရှိရယ်စိတ်ဝင်စားရင်လည်းခက်နော်ဆိုတော့ဒီကတူကောဒီနေ့မှာတော့ဘန်ကောက်မှာရှိတဲ့ခေတ္တပန်းဉဏ်ကြီးတစ်ခုနဲ့မိတ်ဆက်ပေးကြပါတယ်။ဒီပန်းဉဏ်ကြီးရဲ့နာမည်ကတော့ဘန်ချာကတီလို့ခေါ်တယ်။တောအုံရေကန်ကြီးနဲ့ဘန်ကောက်မြို့ရဲ့အလယ်မှာတဘာဝဆန်ဆန်တည်ရှိနေရပါ။ Pet friendly ဖြစ်ပြီးတော့စပိန်လဲစီးလို့ရတယ်။လူကြီးလူငယ်အကြိုက်အားကစားလို့လုပ်ရတဲ့နေရာ။ကလေးတွေအကြိုက်ကစားခွင့်လည်းရှိတယ်။ ီပန်းကြိမ်မှာတော့ထူးခြားချက်နှစ်ခုရှိတယ်ပထမတစ်ခုအနေနဲ့ကတော့ Skywalk ပါ Skywalk ဆိုလို့ရှိရင်လုံမဏီပတ်နဲ့ချိတ်ဆက်ထားပြီးတော့ပေါ်ကနေကြည့်မယ်ဆိုရင်ဘန်ကောက်မြို့ရဲ့အလှောက်တဘာဝဆန်ဆန်တွေ့ရမှာဖြစ်တယ်မီးလဆင်ထားရည်လည်းရှိတဲ့အတွက်ကြောင့်နေ့နေကင်းသွားမယ်ဆိုလို့ရှိရင်တော့အရန်ကိုတင့်တော်ပါတယ်နောက်ထပ်တစ်ခုကတော့ဘဲလီအခမဲ့စီးလို့ရတာပါ ဒီပန်းဉာဏ်ကြီးမှာမနက်9:00နာရီကနေပြီးတော့ညနေ6:00နာရီအထိတက်မှတ်ထားတဲ့ကောင်တာမှာစီးရင်သွင်းလိုက်တာနဲ့ safety ကုတ်ရရှိပြီးတော့ဘဲလီအခမဲ့စီးလို့ရမှာပါ။ဒီပြန်တစ်ခုကနေကင်း7နှစ်ရရနေပြီးတော့နေ့လယ်7နှစ်အထိကသမင်းစားနာချိန်ဖြစ်တဲ့အတွက်ကြောင့်စီးလို့မရပါဘူးเนาะ ဒီနေရာလေးကိုလာမယ်ဆိုရင်တော့ MRT Blue Line ကွင်းစရီကင်မတ်တိုင်မှာရှင်းပြီးတော့ AC3 ကနေထွက်လိုက်တာနဲ့9မိနစ်လောက်လမ်းလျှောက်လိုက်တာနဲ့ရောက်ပါတယ်။ Bus ကနေလာမယ်ဆိုရင်တော့ဒီနံပါတ်တွေရောက်တယ်နော်။ ဒီပန်းချိန်ယူတော့မနက်9:00နာရီကနေည9:00နာရီထိပိတ်ရမရှိဖွင့်လှစ်ထားပြီးတော့ဝင်ကြီးရတော့ခမယ်ပါ။ဒါကြောင့်အားလည်းရတဲ့မှာစိတ်ပင်ပန်းမှုတွေကိုဖြေလျှော့ခြင်းနဲ့မိသားစုတငယ်ချင်းတွေနဲ့ဘဲလီစီးရင်နဲ့ပန်းဖြေခြင်းနဲ့ဆိုရင်တော့ဒီပန်းချိန်ယူလာဖို့အတွက်ညှို့ပေးခြင်းနဲ့နော်။နောက်ထပ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေအများကြီးကိုတက်ဆက်ပေးတော့မှာမို့လို့ဒီ season လေးကိုဆက်လက်ဆောင်ကြည့်ပေးကြအောင်နော်။အားလုံးပဲတတ်တာ။